နာတာရှီစီချိုယောဂါကြောင့်တွေးတွင်တကြတဲ့မြင့်တက်နေသူတွေကင်ဆာကုထုံးကြောင့်အသားအရည်မွေးချောက်ချောက်ဖြစ်နေသူတွေအသားအရည်ကြီးလင်းလှပလို့သူတွေအတွက် glycemic index နဲ့ပြီးအရသာရှိတဲ့သွားသီးတုပ်နီးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်။လက်ဆက်တဲ့ခြံထွက်အသီးအရွက်ကလေးတွေကိုအသုံးပြုထားပါတယ်။ပထမဆုံးခြံထဲကသွားသီးကိုခူးပြီးအခွန်ဖဲဥတိုင်းထုတ်ပြီးတည်တည်ချာချာတန့်စင်ထားလိုက်ပါတယ်။ပြီးရင်အမြင်ချစ်ပြီးပကံထဲမှာထည့်ထားပါမယ်။ ခွားသီးမှာရေဓာတ်95ရာခိုင်နှုန်းခန့်ပန်ဝင်ပြီးဗိုက်တာမင် C, K နဲ့မက်ဂနီဆီယမ်၊မင်ဂနီးစ်၊ပိုတက်ဆီယမ်တထုဓာတ်တွေအပြင်အန်တီအောက်ဆီဒန့်စ်တွေလည်းပါလာကြောင်းမို့လို့ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးပြီးအရိုးနဲ့နှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။အတော့ရဲ့မွေးရနက်နဲ့ကျန်းမာရေးအတွက်ထူးခြားချက်ကတော့ပင်စင်ရွက်ဖြစ်ပါတယ်။ပင်စင်ရွက်ကိုစားရည်စိမ်ပြီးသန့်စင်ထားပါတယ်။ပင်စင်ရွက်ကစိတ်ဖြစ်စည်းမှုလျှော့ချပေးနိုင်တဲ့ adaptogen အမျိုးအစားဖြစ်ပြီးရောင်ရမ်းမှုကိုလည်းလျှော့ချပေးပါတယ်။ ကျက်သွန်နေနဲ့ငရုတ်သီးစိမ့်ကိုလည်းဘေကင်းဆိုဒါစိမ့်ပြီးဓာတုတက်ကျွန်းနေဖယ်ထုတ်ထားပါဗျ။ကျက်သွန်နေကဥလန်းချောင်းနဲ့ကိုခန့်ဆွမ်းအားကိုကောင်းစေပါဗျ။ငရုတ်သီးစိမ့်မှာလည်းဗိုက်တာမင် A, C, E, K နဲ့အန်တီအောက်ဆီဒန့်စ်တွေပါဝင်ပြီးနှုတ်မြိန်စေပါဗျ။ချစ်ထားတဲ့သဖာသီးပေါ်ကိုပပလီရတဲ့ကျက်သွန်နေအစစ်ဖယ်ပြီးလှိထားတဲ့ငရုတ်သီးစိမ့်တို့ကိုထည့်ပါဗျ။စားပစွန်ချောင်းမုတ်ထည့်ပြီးချင်းမြုံမြုံအရသာအတွဲခြံထွက်တံပြားရည်ကိုညှစ်ထည့်ပါဗျ။ ။အစွန်ကြောင့်မှာအသေးကပ်ပါဖို့ဗတ်တက်လို့တေချာတန့်စင်ပြီးမှကြက်အောင်လောညက်အောင်ကြိတ်ထားပါတယ်။ခပ်ဖွားဖွားနေပြီးပြီးနောက်ဆုံးမှာပင်စိမ်းရွက်ကိုထည့်ပြီးရနံ့လေးတွေပေါင်းဆက်သွားအောင်ညင်သာစွာထပ်နေပြီးပါတယ်။ရမစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ကျမရဲ့နဲ့ညီညွတ်တဲ့ခြံထွက်တခွားသီးတုပ်ကလေးတစ်ပွဲရပါပြီ။နောက်ထပ် healthy recipes video လေးတွေမှာပြန်ဆောင်ကြအောင်မယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။